င်းသိမ်းကြစီတဘာဝအောင်မိတ်ဆွေပေါင်းတို့ကျွန်တော်အရင်ဘက်ကတော့စစ်တော်တစ်ပင်များဟာဘိုးရင်များကိုထိမ့်သိမ်းပြီးတော့ဘိုးရွာသုံးဖို့မရှိတဲ့ချိန်ကာလတွေမှာ ပြန်လေအသုံးချနိုင်အောင်တွေ့ထုတ်လွှင့်ပေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြင်ပြပေးပြီးဖြစ်ပါတယ်။ရေတန်ဆရာဆက်လက်ကြားရှိစွာထားနိုင်ဖို့ရအတွက်စစ်တော်တစ်ပင်များဟာအရေးကြီးပါတယ်။ဘိုးရင်ကာလရွာသွန်းလိုက်တဲ့မိုးရင်များကို တနည်းပတ်လုံးသူတင်တင်စီးစီးနေဖို့ရာတစ်ပင်တစ်တော်များပါပဲတာဝန်ယူလှုပ်ဆောင်ပေးနေကြတာပဲဖြစ်ပါတယ်။ဂွာကြီးရဲ့အတွင်းမှာရှိတဲ့ဒီအောက်ရင်ထိမ့်သိမ်းရနေရာတွေစိန်ဆန်းနေဒီလိုဖြစ်ပေါ်နိုင်ဖို့ရာအတွက်တစ်တော်တစ်ပင်များကပဲလှုပ်ဆောင်ပေးနေကြတာဖြစ်ပါတယ်။ဒါကြောင့်ရေပြင်ထိမ့်သိမ်းနိုင်ဖို့ဆိုရင်တစ်တော်တစ်ပင်များဟာများစွာရေးကြည့်တော့ပါလေ။ယခုလက်ရှိမြန်မာနိုင်ငံမှာလည်း ဖြစ်ထွန်းအောင်မြင်နေတဲ့ဤနယ်စိုက်ပျိုးရာ နေရာဒေသတွေကိုကြည့်လိုက်ပါစစ်တော်သစ်ပင်များဝန်းရံပံ့ပိုးပေးနေတာကိုတွေ့ကြမှာဖြစ်ပါတယ်စိုက်ခင်းများတစ်လျှောက်ဘေးနားမှာစစ်တော်သစ်ပင်တွေရှိနေတယ်စိမ်ဆန်းတွေထွက်နေတဲ့နေရာတွေမှာစစ်တော်သစ်ပင်တွေရှိနေတယ်ရာသီဥတုတာဟာစာတာဖြစ်မှုကိုလည်းများစွာအထောက်အကူဖြစ်ပါတယ်ဒီလိုအချိုးအချာပေါင်းဆက်ပြီးဖြစ်တည်နေတာဟာသဘာဝတရားဖြစ်တယ်လို့ဒီလိုသဘာဝတရားမှာပဲ ကျွန်တော်တို့ဟာကောင်းမွန်တဲ့အရေးမြစ်ကိုရရှိနိုင်တာပဲဖြစ်ပါတယ်။တချို့နေရာတွေမှာတော့မြေကြီးသာရှိပြီးရေမရှိလို့စိုက်လို့မရတဲ့နေရာတွေရေမလုံလောက်တဲ့နေရာတွေရသွားရှိနေပါတယ်။တချို့ကြလည်းရေဝင်းလို့ရေများလို့စိုက်ပြိုးလို့မရတဲ့နေရာဒေသတွေလည်းရသွားရှိနေပါတယ်။ဒါတွေကိုကြည့်လိုက်မယ်ဆိုရင်တော့တစ်တော့တစ်ပင်နေပါတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ ဆိုင်ပြိုးရေးလုပ်ငန်းများမွေးပြေးရေးလုပ်ငန်းများကိုလုပ်ကင်တော့မယ်ဆိုရင်ပအဝင်ကျင်မှာတည်တော်တစ်ပင် ထိမ့်သိမ့်နိုင်တဲ့ဆွမ်းအားရှိဖို့ရာများစွာအရေးကြီးပါတယ်ဒီလိုရေရရှိနိုင်ဖို့ရာအတွက်အချို့ကလည်းမိမိတို့တက်ဆိုင်သမျှချောင်းလေးမြောင်းလေးများကိုထိမ့်သိမ့်ကြတာဆယ်များကိုစောက်ကြတာရှိပါတယ်ဒါလည်းဘဝတိုင်းရွာချလိုက်တဲ့မိုးရေကိုထိမ့်သိမ့်ထားနိုင်တဲ့လမ်းတစ်ခုပဲဖြစ်ပါတယ်တချို့တောင်ရတော်တွေမှာ တချို့ရွာလေးတွေမှာတပိုင်းတစ်နိုင်တီဆောက်ထားတဲ့ဆင်အသေးလေးတွေကိုတွေ့ကြမှာပဲဖြစ်ပါတယ်။ဒါလည်းဒီဒေသအတွက်စိုက်ပျိုးရေးနဲ့မွေးမြူရေးအတွက်လုံလောက်တဲ့ရေကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။လုံနိုင်တဲ့ဆွာရှိတဲ့နိုင်ငံတော်နေနဲ့ဆိုရင်တော့စေအီးများကိုတရက်ဒေသအများဆောင်မှာတီဆောက်ကြတာကိုတွေ့ရတာဖြစ်ပါတယ်။ဒါလည်းကောင်းမလားတဲ့အချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဆဲမှာရရှိထားတဲ့ရေဟာ တကယ်စိုက်ပျိုးရေးမွေးမြူရေးတွေအသုံးချနိုင်တဲ့အဆင့်ကိုရောက်ရှိနိုင်မှုရကျွန်တော်တို့စီမံကိန်းများရွေးဆဲပြီးလှုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။အချို့အားဖြင့်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စိုက်ပျိုးရေးမွေးမြူရေးလှုပ်ဆောင်နိုင်မှုရအတွက်ရေတန်စတာကိုထိမ့်သိမ့်ပြီးတဲ့တဘာဝအရာပေါင်နေသောတစ်တော်များတစ်ပင်များအပြင်မိမိတို့စိုက်ပျိုးထားတဲ့တစ်တော်တစ်ပင်များကိုလည်းထိမ့်သိမ့်နိုင်မှုရလိုအပ်ပါတယ်။တစ်ပင်များဟာရွာချလိုက်တဲ့ရေကို ရေကြီးအတွင်းကိုစုပ်ယူဖို့အတွက်အကောင်းဆုံးအထောက်အကူပြုတဲ့သဘာဝရဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။တင်းမြင့်များရဲ့ဆွဲအားကြောင့်မလို့မြေဆိုင်မြေခဲများဟာပြိုပြတ်မသွားပါဘူး။တားဆီးပေးပါတယ်။ပြင်းထန်စွာရွာချလိုက်တဲ့မိုးရေကိုညာစွာထိန်းသိမ်းပေးပါတယ်။ရုတ်တရက်ရေကြီးမှုကိုလည်းကာဝယ်ပေးပါတယ်။ရေကြီးရေရှမ်းမှုကို ဖြစ်ပေါ်စေမဲ့ရေကိုရေရှမ်းများကို အခိုးငွေတွေဖြစ်ပြောင်းလဲပေးနိုင်တာလဲတစ်တော့တစ်ပင်များပဲဖြစ်ပါတ နေကြီးထဲမှာစုပ်ယူရရှိတဲ့ရေကိုလည်းတဖြည်းဖြည်းနဲ့စီစဉ်စီတာလည်းတစ်တော့တစ်ပင်များပဲဖြစ်ပါတယ်။ဒီလိုတစ်တော့တစ်ပင်များရဲ့ကောင်းကျိုးများကိုတင်ပြပြီးပြီဆိုရင်တော့ကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိတစ်တော့အခြေအနေနဲ့စိုက်ပျိုးမြေခုတ်တုရှင်းလင်းမှုအကြောင်းကိုကျွန်တော်အနေနဲ့ဗဟုသုတအနေနဲ့အနည်းငယ်ပြောပြလိုပါတယ်။လက်ရှိမှာမြန်မာနိုင်ငံဟာတစ်တော့ဧရိယာနိုင်ငံဧရိယာရဲ့55%ခန့်လုံးရှိတယ်လို့ဖော်ပြပါရှိပါတယ်။ ဒါပဲလဲ30ဒသမ8ရာခိုင်နှုန်းသာလင်တကယ်ကျိုးပိုင်းတတော်ကြီးတွေကျိုးပြင်ကာဝယ်တော်ကြီးတွေဖြစ်ပါတယ်ဒီတတော်ကြီးတွေသာလင်ဇီဝမျိုးစုံကိုထိမ့်သိမ့်ထားတာပဲဖြစ်ပါတယ်အဲ25ဒသမ1ရာခိုင်နှုန်းကတော့ကျိုးပြင်တတော်များဖြစ်ပါတယ်အဲပြောင်းရှိတောင်ရာတွေလည်းဖြစ်တယ်တချို့ကြလည်းစိုက်ပျိုးမြေတိုးချဲ့ဖို့ရာပဲဖြစ်ဖြစ်ဒေသခံထင်းမိသွေးအသုံးချဖို့ရာပဲဖြစ်ဖြစ် ခုတ်ယူသုံးဆွဲမှုခံနေရပါတယ်ဒီလိုခုတ်ထွင်မှုတွေဆက်လက်လုပ်ကင်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တစ်တော့တစ်ပင်ထိမ့်သိမှုဟာအင်းအားနည်းပါးသွားမှာပဲဖြစ်ပါတယ်တဘောဝါကရရှိတဲ့မိုးရင်များကိုလည်းကျွန်တော်တို့ဟာကောင်းစွာထိမ့်သိနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့လို့လဲစင်ကြီးသောဒေသတွေတောင်ဆောင်ဒေသတွေမှာရေကြီးရေရှမ်းမှုတွေပြင်းထန်စွာဖြစ်ပြီးအဲ့ဒီဒေသတွေမှာနေထိုင်တဲ့ခြေရွာတွေလူနေရပ်ကွက်တွေတဲကို ရေဒီတလဟောဝင်လာပြီးရေကြီးရေရှမ်းမှုတွေဖြစ်နိုင်မှာပဲဖြစ်ပါတယ်။သောရရှင်မိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်ဒီခုတင်ပြခဲ့တာဒီအားလုံးကတော့အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တိတော်တိပင်များဟာရွာချလိုက်တဲ့မိုးရေရှင်ကိုထိမ့်သိမ့်နိုင်သလို၆တိတဲ့နေရာမှာရေကိုပြန်လဲတိုးလောင်ပြီးပြန်လဲပေးဆွနိုင်မှုဒီပေးဆွနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တိတော်တိပင်များကိုမြန်နိုးကြပါချစ်ခင်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်။ မိတ်ဆွေအပေါင်းတို့လည်းတိတော်တိပင်းများဟာရေတန်စတဲ့ကိုထိမ့်သိမ့်နေဆိုတဲ့အသည့်ရှိပြီးတဘာတရားကိုကာဝနိုင်သော ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပေးပါတယ်ကျွန်တော်စွန်နိုင်ဦးပါ